။အစ္စရေးနဲ့အီရန်ကြားတန်တလောဖြစ်ပွားနေတဲ့စစ်ပွဲဟာရှေ့လပိုင်းဒေသကိုကြက်တဲပုံပုံဖြစ်စေခဲ့တယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်။အစ္စရေးဟာဇွန်လ13ရက်မနက်အစောပိုင်းကအီရန်ကိုတိုက်ခိုက်ခဲ့ပြီးနောက်အီရန်ကလည်းဒုံးကျည်တွေနဲ့လေကြောင်းမှတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးမှာတေဆုံးသူ73ဦးထိရှိလာခဲ့ပါတယ်။အဲဒီနောက်အစ္စရေးနဲ့အီရန်ကြားဇွန်လ15ရက်ကအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးကာကွယ်ရေးအဆောက်အအုံတွေလောင်စာတိုးလောင်ယုံတွေကိုပြင်းထန်တိုက်ခိုက်လာကထိတ်တိုက်တွေ့မှုဟာလည်းတမိုင်းတစ်ချောင်းအပြင်းထန်ဆုံးအခြေအနေဖြစ်လာခဲ့ပါတယ်။အီရန်ရဲ့မျိုး တော်တိရှိရံမှာလဲအစ္စရေးတိုက်လေရင်တစင်းကလောင်စာဒူလောင်ယုံနှယုံကိုတိုက်ခိုက်ခဲ့တယ်လို့မိခိုးလုံးတွေထွက်ပေါ်နေတာကိုမြင်တွေ့ခဲ့ရပါတယ်အခုရပိုင်းအတွင်းအီရန်နိုင်ငံသားတွေဟာဓာတ်ဆီဆိုင်များမှာစီရဖို့တန်းစီစောင့်ဆိုင်နေရတယ်လို့လောင်စာပြက်လက်မဲ့အခြေအနေကိုလည်းရင်ဆိုင်နေကြရပါတယ်အီရန်ရဲ့အစ္စဖာန်မျိုးရှိကာကွယ်ရေးဝန်ကြီးဌာနနဲ့ဆက်နွယ်မှုရှိတဲ့အစောက်အုံတစ်ခုကိုအစ္စရေးကတိုက်ခိုက်ခဲ့တယ်လို့အီရန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ဟာအစ္စရေးရဲ့ဘုံကျဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်မှုမရှိကြောင်းဇွန်လ 55ရက်ကပြောကြခဲ့ပါတယ်ဒါပေမဲ့အီရန်အနေနဲ့အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုတိုက်ခိုက်မယ်ဆိုတာကအမေရိကန်စစ်တပ်ရဲ့အင်အားအပြည့်အဝနဲ့စွမ်းဆောင်ရည်အပြည့်အဝကိုရင်တွေးရလိမ့်မယ်လို့ဖန်က၎င်းရဲ့ True Social Media မှာရေးသားခဲ့ပါတယ်အီရန်နဲ့အစရေကြာတွဲဆုံတဲ့ပြည်ပကားကိုရပ်တန့်ပြီးသဘောတူညီမှုရရှိစေဖို့ ကျွန်တော်တို့လွယ်လွယ်လေးနဲ့လုံဆောင်နိုင်ပါတယ်ဟုလည်းဖရန့်ကပြောကြားခဲ့ပါတယ်အရှိအလဲပိုင်းဒေသမှာအစ္စရေးနဲ့ဟာမတ်ကြားပြပွားနေတဲ့စစ်ပွဲအပါအဝင်စနီးရသမရာအာဆတ်ကိုတပုံတပ်ဖွဲ့တွေကဖျောက်ချခဲ့တယ်လို့အကြက်တဲဖြစ်ပေါ်နေစဉ်အစ္စရေးနဲ့အီရန်ကြားစစ်ပွဲကအရှိအလဲပိုင်းဒေသအကြက်တဲကိုပုံမှုဖြစ်ပေါ်လာစေခဲ့တယ်လို့ကျန်းကျင်သူတွေကထောက်ပြခဲ့ကြပါတယ်